မှန်တိုင်းပြောရရင်တော့လေ तू तू ရှိနေတဲ့အချိန်မှာခရင်ကအိတ်ထပ်ပူကြီးသူ့ကိုအားပေးစေချင်တယ်အားပေးမှုတွေလည်းရဖို့ထိုက်တန်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအားပေးနေကြတဲ့အချိန်မှာ तू မရှိတော့မမြင်နိုင်တော့ဘူးပေါ့နော်တတိယလည်းဆိုတာထက်လက်ပိုပါတယ်ပြီးတော့အမတ်တရားတွေကတော့တော်တော်များပါတယ်ဆိုတော့ဒီဇာကအွန်လိုင်းမတက်ခင်မှာဒီညီလေးမရှိတော့တာတီးရတဲ့ခါကျတော့အများကြီးနှမျောမိတယ် ဆိုတော့ကျွန်တော်တို့ဒီကားကိုအတူတူကြည့်ပြီးတော့ဇကားအတူတူတက်လိုက်ခါကျကျွန်တော်တို့အမြဲတမ်း MRT4 မှာအဝင်တက်တက်မရကျွန်တော်တို့ပရိသတ်တွေကချစ်ပြီးအားပေးကြတာဆိုတော့လေအဲအဲ့ဆက်ကတက်လာလို့ရှိရင်တော့ကျွန်တော်တို့ဘလို့စိတ်နဲ့ကြည့်ရမလဲဆိုတော့အခုချိန်ထိစဉ်းစားလို့မရသေးဘူးဟုတ် ကျွန်တော်သူအဲ့လိုဖြစ်သွားတာနဲ့ပတ်သက်လို့ကျွန်တော်ပြောရစိတ်ထိခိုက်ဝန်းနေရဆိုတော့ကျွန်တော်ဟိုပုံမှားတယ်ကျွန်တော်ပုံနေမှားပြီးတော့ယူသုံးတဲ့ကိစ္စကိုကျွန်တော်ဘာဖြစ်လဲမှမရှိဘူးဒါပေမဲ့အဲ့ဒီဒီညီလေးဆုံးသွားတဲ့ပတ်သက်လို့ကျွန်တော်တော်တော်ကြည်ကွဲတယ်ဘာဖြစ်လို့လဲဆိုတော့အာအခုနောက်ခုနကျွန်တော်ပြောရတဲ့မှာတော့ကျွန်တော်မပြောဘဲနဲ့ထားတာပေါ့နော်ဆိုတော့ပြန်တွေးတိုင်းအရင်ခံစားရလို့ပါဆိုတော့အမမေးလို့ကျွန်တော်ပြောရမယ်ဆိုရင်အဲ့ဇက်ကားထဲမှာကျွန်တော်တို့၅ယောက်အတူတူပေါ့လေဇက်2ဆိုတာကျွန်တော်တို့၅ယောက်ထဲက1ယောက်ပေါ့နော်အဲ့လိုဆိုတော့ ဇက်ကားရိုက်တဲ့အချိန်မှာလေကျွန်တော်တို့ကတောက်လျှောက်က၅ယောက်ကအမြဲတမ်းတူတူရိုက်ရတာအဲ့တော့အဲ့ဇက်ကားရဲ့ဇက်ဝင်ကန်နေပလော့တီအရာကျွန်တော်၅ယောက်ကတအုပ်စုလိုက်တယ်အမြဲတမ်းဟိုတခြားကားရဲ့မှာလည်းမျိုးမင်းသားတီးတဲ့မင်းမီးတီးတဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်ကအမြဲတမ်းကျွန်တော်တို့၅ယောက်ကတအုပ်စုအဲ့တော့ကျွန်တော်တို့ဘာဖြစ်ဖြစ်ရံဖြစ်လဲတအုပ်စုလိုက်ပဲပျော်လဲတအုပ်စုလိုက်ပဲဆိုတော့ကျွန်တော်ဒီဇက်ကားကြီးတောက်လျှောက်လုံးမှာကျွန်တော်၅ယောက်ကအမြဲတမ်းအတူတူရှိနေခဲ့ကြရပါဘူးအဲကြောင့်မို့လို့လည်းအဲ့ပုံလေးကျွန်တော်တင်လိုက်မိတယ်ဘာလို့ဆိုတော့ဟိုကျွန်တော်တို့ကျွန်တော်ပုံပုံမှာ तू ကအဲ့လိုအိတ်နေခဲ့ရပါဘူးနော်ဆိုတော့ အဲအဲ့ဟာတွေကိုပြန်တွေးလို့ရှိရင်ကအကောင်ခံစားကြဆိုတော့အာတတိယလေဆိုတာထက်လက်ပိုပါတယ်ပြီးတော့အမတ်တရားတွေကတော့တော်တော်များပါတယ်ဆိုတော့ဒီဇာကအွန်လိုင်းမတက်ခင်မှာအဒီညီလေးမရှိတော့တာတီးရတဲ့ခါကျတော့အများကြီးနှမျောမိတယ်ဆိုတော့ကျွန်တော်တို့ဒီကားကိုအတူတူကြည့်ပြီးတော့ဇာကအတူတူတက်လိုက်ခါကျကျွန်တော်တို့အမြဲတမ်း MRT ဖုန်းမှာအွန်လိုင်းတက်တက်မရကျွန်တော်တို့ပရိသတ်တွေကချစ်ပေးအားပေးကြတာဆိုတော့လေ အဲ့ဆက်ကတက်လာလို့ရှိရင်တော့ကျွန်တော်ဘယ်လိုစိတ်နဲ့ကြည့်ရမလဲဆိုတော့အခုချိန်ကြီးစဉ်းစားလို့မရသေးဘူးခင်ဗျအမှန်တိုင်းပြောရရင်တော့လေ तू तू ရှိနေတဲ့အချိန်မှာခင်ဗျကအိတ်ထပ်ပူကြီး तू ကိုအားပေးစေခြင်းနဲ့အားပေးမှုတွေလည်းရဖို့ထိုက်တန်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအားပေးနေကြတဲ့အချိန်မှာ तू မရှိရဘူး तू မမြင်နိုင်တော့ဘူးပေါ့နော်ဆိုတော့ကိုကြည့်ခွဲတာကကျွန်တော်အဲ့နေ့ကသွားခွင့်မရလိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဘက်မှာဆေးရန်ယူပြီးသားအလုပ်တွေရှိရတဲ့အတွက်ကြောင့်မဟုတ်လို့ကျွန်တော်အလုပ်လုပ်နေရတယ်ဆိုတော့ ဟိုသွားကျင်တာတော့သွားခွင့်မရခဲ့ဘူးပေါ့နော်ကျွန်တော်တို့အမှုပညာသမားတွေရဲ့ဘဝလို့ပဲပြောရမှာပေါ့ဆိုတော့ကိုတာဝန်ယူထားတယ်ဆိုရင်ကလုပ်ရမှာလေဆိုတော့ကျွန်တော်မှာဘာအကြောင်းပြချက်မှကျွန်တော်က excuse လုပ်လို့မရဘူးပေါ့နော်ဆိုတော့အဲ့တော့တဝင်ယူထားပြီးသားစီရင်ယူထားပြီးသားအလုပ်တွေရှိတော့မဖြစ်မနေလုပ်ပေးနေရတာပေါ့နော်အဲ့တော့စင်ပေါ်မှာရှိတဲ့ခိုက်တဲ့နေမှာကျွန်တော်ကပျော်နေရတာပေါ့ဆိုတော့လုပ်ငန်းရှင်ကြောင့်ဒီအလုပ်ကြောင့်ကျွန်တော်ကစင်ပေါ်ကစိတ်ရုပ်ကိုအကောင့်ထဲပုံနေရတဲ့လူမျိုးတွေပေါ့နော်စင်ပေါ်မှာ presenter လုပ်တယ်ဆိုတော့ presenter အလုပ်ကိုလုပ်နေရတာပေါ့ဒါပေမဲ့တစ်ဖက်မှာကျွန်တော်ဒီညီလေးဒီလို သူ့ရဲ့နောက်ဆုံးခီကိုတော့ live ပို့ခွင့်တော့မရဘူးဆိုတော့ကျွန်တော်တို့ကတော့ဟိုကြေကွဲရပါတယ်တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်ဆိုတော့ကျွန်တော်လုတ်ပြီးလိုက်နိုင်တာဆိုလို့ဆူတောင်းပေးနေရပြီးတော့ဘလောက်မှမပြောပါတော့တဲ့ငွေပမာဏလေးကျွန်တော်ကုခွင့်ရလိုက်တယ်ဒီလိုမျိုးပဲရှိတာပေါ့နော်ဆိုတော့နောက်ဆုံးခီကိုကျွန်တော်သွားတော့ live ပို့ခွင့်မရလိုက်တော့အဲ့တော့လည်းအများကြီးစိတ်မကောင်းဖြစ်မိပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဟိုအခုနောက်ပြန်ဆိုလို့ရှင်ကျွန်တော်ညီလေးထူကရက်လေပြီဆိုတော့လေအဲ့တော့ထူလဲ အဲကျွန်တော်အမြင်နဲ့ဆူတောင်းပေးနေသလိုပဲကျွန်တော်အိမ်မှာဆူတောင်းပေးနေသလိုရှီမှာကျွန်တော်ပြောခဲ့သလိုပဲသူဒီလိုမျိုးအဖြစ်ဆိုးမျိုးတွေပဲဘဝမှာမှမကြုံပါစေနဲ့ဒါဒီဘဝဒီနောက်ဆုံးဖြစ်ပါစေအဲ့တော့ဖြစ်လျာဘဝမှာနေပတ်မရောက်ခင်ဖြစ်လျာဘဝမှာသူဝါသနာပါရအလုပ်တွေသူစိတ်တိုင်းကြပေါ့နော်သူမိသားစုလည်းကျေးဇူးဆက်နိုင်ပြီးတော့သူစံတာတွေအကောင်းဆုံးပြည့်ပြီးတော့အမြဲတမ်းဘဝတိုင်းဘဝတိုင်းမှာကျမ်းမြတ်မှာပြပျော်ရွှင်ရွှင်နဲ့တက်တန်းစီနေနိုင်ပါစေအနိဗ္ဗာန်မဖို့လည်းအမြဲတမ်းမြတ်မောက်ပြုနိုင်ပါစေအခုလည်းကောင်းရာ ုံဘွားရောက်ပါစေလို့ဆုတောင်းပါတယ်။